ထူးခုချစ်ကြတဲ့ပရိသတ်တွေကထဲဝင်ကြတဲ့နာယီကူကွင်း43,000 8,400ချက်ကိုသူရဲ့မိခင်ကြီးထံမှာတွားရောက်အနံခဲ့တဲ့တရုတ်ဆောင်အင်ဒရာမိုးမြင့်မင်္ဂလာပါပရိသတ်ချင်းရေခလေးတယောက်ဆောင်ဘဝကလေးကထူးနဲ့အတူတူအနုပညာလမ်းကြောင်းပေါ်ကိုရှောက်လန်းလာခဲ့တဲ့အင်ဒရာမိုးမြင့်ကတော့အခုလိုအရွယ်ရောက်လာတဲ့အချိန်မှလေဇကားတချို့မှာပါဝင်ရိုက်ကူးနေသလိုကြောင်ညာတွေကိုလည်းလက်ခံရိုက်ကူးပေးနေတဲ့ပရိသတ်လက်ခံပြီးသားတယောက်ဆောင်မင်းသမီးတယောက်ဖြစ်ပါတယ် ပြီးခဲ့တဲ့ရှပါရဲ့တွင်ကဖြစ်ပွားခဲ့တဲ့ရေမတော်တဆမှုကြောင့်သေဆုံးသွားခဲ့ရတဲ့တရုတ်ဆောင်ထူးနဲ့ပတ်သက်ပြီးငယ်စဉ်ကလေးဘဝကလေးကရှိခဲ့တဲ့တန်ရောစင်ကြောင့်အိန္ဒြာမိုးမြင့်တယောက်အတော်လေးကိုခန်းစားခဲ့ရတာလည်းဖြစ်ပါတယ်။အိန္ဒြာမိုးမြင့်ဟာထူးနဲ့အတူကလေးဘဝကလေးကတရုတ်ဆောင်လုပ်ခဲ့သူမို့တန်ရောစင်ကြီးလွန်ခဲ့သူဖြစ်ပြီးထူးကိုအကိုတယောက်လိုချစ်ခင်ခဲ့သလိုအိန္ဒြာမိုးမြင့်ရဲ့မိဘတွေကလည်းထူးအပေါ်မှာတားရင်တူရင်းလိုထိမ့်သိမ်းဆောက်ရှောက်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်မလို့လေရုတ်တရက်ဆိုသလိုလူလောကကြီးကနေထွက်ခွာသွားခဲ့ရတဲ့တရုတ်ဆောင်ထူးခေါ်ဖိုးညံအတွက်အီရာမိုးမြင့်တို့မိသားစုကရင်းနေအမျှခံစားခဲ့ကြရတာလည်းဖြစ်ပါတယ်အခုဆိုရင်တော့တရုတ်ဆောင်ထူးကွယ်လွန်ခဲ့တာ9ရက်မြောက်ရှိသွားခဲ့ပြီဖြစ်ပြီးထူးရဲ့ဝိညာဉ်လေးလွတ်မြောက်ရာကိုရောက်ရှိစေဖို့အတွက်ကျန်ရစ်သူမိသားစုတွေကလည်းစွန့်သွတ်ရွှေချတရားတော်နာပြုလုပ်ပြီးကောင်းရမွန်ရာဘဝကိုရောက်ရှိစေဖို့အတွက်ရေဆက်သွင်းချအမျှပေးဝေနိုင်ခဲ့ပြီပဲဖြစ်ပါတယ် ဒီကနေ့မှာတော့သူ့ရဲ့နာရေးအတွက်သူ့ကိုချစ်ကြတဲ့ပရိသတ်တွေနဲ့အင်ဒွာမိုးမြင့်ရဲ့ fan တွေကစုပေါင်းပြီးတော့နာရေးကူငွေထည့်ဝင်ခဲ့တဲ့ငွေကျပ်43,8400ချက်ကိုအင်ဒွာမိုးမြင့်ကသူ့ရဲ့မိခင်ကြီးစီကိုတွားရောက်အနှံခဲ့တာပဲဖြစ်ပါတယ်တေဥဆောင်သူဟာ MRTV4 ရုပ်တံဇလန်တွဲဖြစ်တဲ့အဖြူရောင်တက်ကရစ်ရုပ်တံဇလန်တွဲနဲ့လူတီများခဲ့တာဖြစ်ပြီးအခုလက်ရှိမှာရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ပါဝင်တေဥဆောင်ခွင့်ရရှိနေပြီးအအောင်မြင်ဆုံးအချိန်လို့ပြောရမှာလည်းဖြစ်ပါတယ်။ ီလိုအချိန်မျိုးမှာမှကွဲလွန်သွားခဲ့ရတဲ့အတွက်သူရဲ့မိခင်ကြီးကတော့ရင်နာမဆုံးဖြစ်နေခဲ့တာဖြစ်ပြီးသားကိုအားပေးကြတဲ့ပရိသတ်တွေဘလောက်များလဲဆိုတာသားရဲ့နာရေးမှာတီးခွင့်ရှာတဲ့အတွက်ပို့ပြီးတော့ရင်နာရတယ်လို့ပြောလာခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင်တော့နာယေးကူကွေအထင်းနဲ့လည်းငွေကျပ်43သိန်းကျော်ရရှိခဲ့တဲ့အတွက်သူ့ကိုချစ်ကြတဲ့ပရိသတ်တွေဘလောက်တောင်များလဲဆိုတာပုံမသိခွင့်ရှာပြီးတော့သူ့ရဲ့မိခင်ကြီးလည်းမိဘအပေါ်တာဝန်ကျေပြီးတိတက်လွန်းတဲ့တားလိမ်မာလေးအတွက်ပုံမနှမျောတတ်တာဖြစ်ရင်ဝန်းနေကြေကွဲနေလိမ့်မယ်လို့ထင်ပါတယ် ထူးတယောက်လည်းပြည်သက်တွေကပေးပို့တဲ့မြစ်တာကျန်ရဲသူမိသားစုရဲ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိခဲ့ပြီးတော့ကောင်းရမွန်ရာဘဝကိုရောက်ရှိပါစေလို့လည်းဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။